အားလုံးပဲမင်္ဂလာညချမ်းလေးပါဒီညလေးမှာတော့ Guidance Lian Myrat Channel လေးကနေညတွေအိမ်မပြောဖြစ်နေတဲ့သူတွေအတွက်နီလန်ကောင်းလေးတစ်ခုကိုလမ်းညွှန်ပြသပေးသွားမှာပဲဖြစ်ပါတယ်အဲဒီနီလန်လေးကတော့ Meditation တရားထိုင်ခြင်းပဲဖြစ်ပါတယ်ဒီချို့ကတရားထိုင်ရမှာလားမလို့ထိုင်ရမှာလဲထိုင်မှုထိုင်တာလည်းမရှိဘူးတရားထိုင်ရင်ဝိပဿနာတွေအားထုတ်တာတရားတွေလေ့ကျင့်တာတွေလိုပဲ တွင်မြင်ပြီး မီဒီတေးရှင်းတရားထိုင်ခြင်းနည်းလမ်းကိုပြုလုပ်ခြင်းရှိကြတာများပါတယ်။အဲ့ဒီတွင်မြေတွေကိုခဏလောက်ပြေးချိန်ထားလိုက်ပါ။ယခုသင်ခံစားနေရတာတွေကညတွေအိမ်မပြောတာတွေအတွေ့လုံပြီးအိပ်ဆက်ဖို့ခက်ခဲနေတာတွေကိုပြောကြတော့အောင်နေခြင်းရမယ့်အလေးချင်းလေးတခုပါပဲ။ညတွေမှာအိပ်ဆက်ဖို့ခက်ခဲနေပြီလား။ဒါဆိုရင်စန္ဒာထောင်လို့လိုအပ်ပါမယ်။ တရားထိုင်ခြင်းဆိုတာကအသက်အရွယ်ပိုင်ချတာချင်းမရှိပါဘူးအခုမှစထိုင်မဲ့သူတွေအတွက်ကတညကိုအနည်းဆုံး3မိနစ်ကနေ5မိနစ်လောက်လေးကိုတစ်ပတ်နှစ်ပတ်လောက်ကြိုးစားပြီးလေ့ကျင့်ကြည့်ပါကျွန်တော်ကိုယ်တိုင်လည်းလေ့ကျင့်ယူခဲ့ရသူမို့တောက်ဆွေးတွေတောင်းနေတာတက်ဆိုင်ရင် meditation တရားထိုင်ခြင်းကအကောင်းဆုံးပါပဲပြောရမယ်ဆိုရင်တော့ဒီနီလန်လေးကအရန်ကိုယူရှင်းပြီးတော့လွယ်ကူပါတယ်ဘယ်လိုမျိုးလွယ်ကူလဲဆိုတာကို ်တင့်ကိုလမ်းညွှန်ပေးပါမယ်။လိုက်လို့ကြည့်ပါ။ဆိုင်ဘတ်စိုးကျိုးတွေမရှိလို့အရန်ကိုကောင်းမွန်တဲ့နီလန်လေးဖြစ်ပါတယ်။တင်ကတဏီကိုလူပင်ပန်းစိတ်ပင်ပန်းစွာနဲ့ဖျက်ဆီးခဲ့ပြီးညာအရာဝဲခံဒီလေးမှာတင်ရဲ့ကိုယ်နဲ့အင်္ဂါများကိုတန်ဆင်စေကြပြီးဒိတ်ဆိတ်နေတဲ့တင်ရဲ့ခန်းလေးရဲ့အင်္ဂါလေးပေါ်မှာတတောင်တတာနေခါလေးကိုစံတန်းပြီးတင်ဆင်ပြီးမဲ့ခနာကိုနေထားကို ထားရှိပေးပါဒုနှဖက်ဘောကို လက်ကလေးတင်လိုက်ပါရိုးရိုးရှင်းရှင်းလေးပါပဲတင်းရမျိုးမှုများကို ဖြင်းဖြင်းသာမေးလိုက်ပါဒီအချိန်လေးမှာတင်းရစေအာယုံလေးကို အသက်ရှူသွင်းနေတဲ့နှာခေါင်းပေါက်လေးသို့ရောက်ရှိသွားပါစေဒီနေ့ကအသက်ရှင်နေသည်မြကာလာဘက်လုံးတင်းတည်မထားမိတဲ့အသက်ရှူနေတဲ့ပုံစံလေးကိုတည်ထားကြည့်လိုက်ပါထို့နောက်အသက်ရှူသွင်းရှူတော့ သုံးချိန်တိုင်းတိုင်းပြင်းပြင်းလေးယူသွင်းယူထုတ်လုပ်လိုက်ပါပထမချိန်ယူသွင်းတယ်ယူထုတ်တယ်တန်ရှင်းလက်စတဲ့လေကောင်းလေးသမားကိုယူသွင်းပြီးယူထုတ်လိုက်တဲ့အခါမှာတင်းရတဲ့နေတာစိတ်ဖြစ်စည်းမှုတွေပြမန်းနှဲ့နှွေမှုတွေကိုခန္ဓာကိုယ်ရဲ့အပြင်ဘက်သို့ရောက်ရှိသွားတဲ့ကဲ့သို့ရှုထုတ်ပြပါဒုတိယချိန် ယူသွင်းတယ်ယူထုတ်တယ်တင်ရင်ဆိုင်နေရတယ်ပြဿနာတွေဆင်းရှုပ်ထွေးမှုတွေဒေါသတွေအားလုံးယုံနေတော့အောင်ယူထုတ်ခြင်းနဲ့အတူပါသွားပါစေတတရားချင်းယူသွင်းတယ်ယူထုတ်လိုက်တယ်သင်ကိုယ်တိုင်ချစ်ခင်တန်မှုထားမှုအေးချမ်းမှုတည်ငြိမ်မှုလွတ်လပ်မှုတွေ ပြည့်စုံသွားအောင်ရှုသွင်းလိုက်ပါရှုထိုးလိုက်တဲ့အခါမှာတော့ငါငါကငါချစ်တယ်ငါစိတ်ကိုအေးချမ်းတရားစီရင်နေဆိုတဲ့စကားလေးတွေနဲ့အတူတင်ရဲ့စိတ်ကဘလိုလားအပ်တယ်စိတ်လှုပ်ရှားမှုတွေစိုးရိမ်မှုတွေကိုပြန်လဲထုတ်ပြလိုက်ပါဒီကဲတော့အသက်ရှူသွင်းရှူထိုးအုံချိန်တိုင်းတိုင်းပြုလုပ်ပြီးတဲ့နောက်မှာတင်ရဲ့အသက်ရှူသန်းက တိတ်တိတ်ဆိတ်ဆိတ်နဲ့ဖြစ်သွားသည်ကိုသတိထားလိုက်ပါ ပြင်ဆင်ထားခြင်းမရှိတဲ့တဘာဝအတိုင်းအသက်ရှူသွင်းရှူထုတ်လုံးနေတဲ့အသက်ရှူသံလေးကသင်ရဲ့စိတ်ကို တဖြည်းဖြည်းနဲ့အေးချမ်းစေပါလိမ့်မယ်မိနေနေကြလာတာနဲ့အမျှစံတန်းထားတဲ့သင်ရဲ့ခန္ဓာကိုယ်ရဲ့အခါနေရာလေးကတောင်းတင်းကြောင်းရမှုတွေနဲ့စတင်ခံစားလာရပြီးသ အခုလိုမိနစ်နေငယ် meditation တရားထိုင်လိုက်ခြင်းကြောင့်တင်းရဲ့စိတ်ကလေးကဒီငိမ့်လာပြီးအေးချမ်းမှုတွေကလည်းကင်ရောက်လို့လာပါတယ်မိမိရဲ့ခန္ဓာကိုယ်နဲ့တင်းတော်ပြီးတတ်မှတ်ထားတဲ့အချိန်တိုင်းတာတစ်ခုတော့ရောက်ရှိပြီးဆိုရင်တရားထိုင်ခြင်းကိုဖြိုလိုက်ပါ meditation တရားထိုင်ခြင်းကြောင့်စိတ်တည်ငြိမ်အေးချမ်းမှုများရရှိလာပြီမယ်လို့ခန္ဓာကိုယ်ကတသမတ်ထဲထားခြင်းကြောင့် ခြေထောက်လေးများထုံကျင်းခြင်းများအနေငယ်ကိုခံစားရပါလိမ့်မယ်။စိမ်ပူပါနဲ့ပြေလျော့သွားပါလိမ့်မယ်။တင့်ရဲ့အရာလေးကတင့်ကိုစောင်းမြော်နေလျက်စိတ်တည်ငြိမ်မှုများနဲ့အတူအရာလေးပေါ်သို့လေလျောင်းလိုက်ပါ။လေလျောင်းလိုက်ပြီးဆိုတာနဲ့တင့်ရဲ့ခန္ဓာကိုယ်ဟာမက်ဒီတေးရှင်းတရားထိုင်ခြင်းကြောင့်ရရှိလာတဲ့ဝေဒနာတွေပြေလျော့သွားပါလိမ့်မယ်။ဒီငြိမ်အေးချမ်းနေတဲ့စိတ်ကလေးနဲ့ပြေလျော့လာတော့ ခန္ဓာကိုယ်လေးဟာအပြန်အလှန်ဆက်နေနေတော့ကြောင့်စိတ်ကောခန္ဓာကိုယ်ပါတည်ငြိမ်အေးချမ်းမှုများရရှိလိုလာပါတယ်။ကဘာမေကြီးရဲ့ဆွေငင်အားကြောင့်တင်းရဲ့ခန္ဓာကိုယ်တစ်ခုလုံးဟာလေးလံလာပြီးနှစ်သက်မြေတို့ပဲကောင်းနေအိယာကင်းလေးတဲ့သို့နေမြုပ်သွားကတင်းရဲ့စိတ်ကကြည်လင်အေးချမ်းစွာနဲ့အေးဆက်ခြင်းတွေပဲတဲ့သို့တင်ကိုယ်တိုင်းတတိမထားမိပဲဝင်ရောက်ပါပါတယ်အခုလော တန်ဖိုးရှိတဲ့ညာလေးမှာစိတ်ညစ်မှုတွေမကောင်းတဲ့အစဉ်ကြီးကြီးတွေဒေါသတွေအားလုံးအလင်းမရှိပဲအိပ်ပျော်သွားခြင်းကြောင့်နောင်နေမနေခင်မှာစိတ်ကြည်နေကခန္ဓာကိုယ်လန်းဆန်းပြီးအင်းအားတွေအပြည့်ဖြင့်နေရတိုင်းနေရတိုင်းပိုင်ဆိုင်ရစီပါပါအေးချမ်းချမ်းနဲ့နိမ့်နိမ့်ချာချာအိပ်ပျော်သွားပါလူညံ့ညံ့သားတွေတန်စီလေးကတင့်ကိုအိပ်ပျော်သွားသည့်အထိအဖို့ပြုပေးပါပါ အေးချမ်းသောညလေးဖြစ်ပါစေ